ပမာလေးနဲ့နော်ဥပမာလေးနဲ့ဒါဒီဥပမာရှာတော်တော်ကြာပါပြီခုမှပြောပြတာဒီပိနေရအချိန်တိုင်းအသီးသီးတယ်နော်ဒီပိနေရအချိန်တိုင်းအသီးသီးတော့မေးကြည့်အဲ့ဒီဒီကဘလူးအတွက်ပြီးတာလေဘလူးအတွက်ပြီးတာလေသွားမေးကြည့်ဒီပိနေအာငါငါငါပြီးတာနော်ပြီးเสียရမလို့ပြီးတာဘသူအတွက်မှဒီဒီကိုပြီးတာမဟုတ်ဘူးနော်ဟိုစင်းရင်းသားတွေအတွက်ပြီးတာလည်းမဟုတ်ဘူး တထေးအတွက်တီးတာလည်းမဟုတ်ဘူးနာမည်ရှိတဲ့သူတွေအတွက်တီးတာလည်းမဟုတ်တဘိုးရှိတဲ့လူတွေအတွက်တီးတာလည်းမဟုတ်ဘူးနော်ယာရုကြီးတဲ့သူတွေအတွက်တီးတာလည်းမဟုတ်အသီးအသီးတရားမလို့တီးတာအဲ့တော့အပင်ကတီးတာသူ့အတွက်သူတီးတာလားဆိုလည်းမဟုတ်ပြန်ဘူးသူကအပင်တွေကအသီးတွေကသူ့တီးသူပြန်စားတာမရှိဘူးနော်သူများအတွက်တီးတာလည်းမဟုတ်သူ့သဘာဝရာ သူတီးတာသဘာဝရာတီးတာဆိုတော့သူများအတွက်လည်းမဟုတ်ဘူးသူ့အတွက်လည်းမဟုတ်တော့ဒါလွတ်တယ်ခေါ်တယ်ဆိုတာ အခုဦးဇင်းတို့ပြောတဲ့ခန္ဓာမှာလည်းပဲနောက်ဆုံးအဆင့်အဲ့ဒီကြီးရအောင်ပြောတာသူများတွေပြောတာလည်းမဟုတ်ကိုယ့်အတွက်ပြောတာလည်းမဟုတ်ပြောစရာရှိလို့ပြောလိုက်တာပြောစရာရှိလို့ပြောတော့ဒါလေးကြီးဒီလေးယူပြီးတော့အုံလက်တဲ့လူယူလေအလုံးမတည့်တလူမကူနဲ့ပေါ့နော်အပင်အတွက်ကတော့ဒီဒီဟာသူ့အတွက်သူတီးတာလည်းမဟုတ်သူများအတွက်တီးတာလည်းမဟုတ်သဘာဝရတီးတာအဲ့တော့အခုဦးဇင်းတို့ပြောတယ်ကိုယ့်အတွက်ပြောနေတာလည်းမဟုတ်သူများအတွက်ပြောနေတာလည်းမဟုတ်ဒီတော့ 那龙王别来耍流氓，古德别拉索因，喏，古德别拉索因，啊，妙林间也别拉，很多很多都是妙林间也别拉，土德别拉索因，土库巴巴老米阿拉里，阿拉米阿拉尼米奥拉西多好多，阿拉星星里边，哦，白乌头白，白乌比扎格达里，乌比多阿乌比多阿乌比多阿白，白羊窝蛋西，喏，艾鲁多阿，老卡伊玛地达咩。 ကိုတခုခုလုပ်ရင်ဘဲဘဲလိုပဲဥပြီးသွားပဲလက်ဦးမကြည့်နဲ့အဲ့ဒါဆိုရင်ရှင်းတယ်ကျက်ကြတော့အဲ့လိုမဟုတ်ဘူးဥပြီးပြန်ဝတ်တာဟိုတော့ဘဲဘဲသွားပြီးတော့ဥစ္စာဖြစ်တော့နော်ကျက်တရားဥဥဥဥပြီးလို့ရှိရင်ဝတ်တယ်သူကဘဲကြတော့ဥပြီးမဟုတ်ဘူးဟိုနာဥစ္စာဒီနာဥစ္စာမဥဘူးလားဆိုတော့ဥတယ်ဒါပေမဲ့သူကမဟုတ်ဘူးအဲ့တော့ဘဲဟာကရှင်းပြီးဘဲဟာက ရှုပ်တယ်လေဘယ်ဟာကလွတ်ပြီးဘယ်ဟာကလဲတယ်လဲဆိုရင်ချက်ချက်ချက်လို့ကြတော့လဲတယ်ခေါ်တယ်သူကနော်ဥပြီးရမဟုတ်နဲ့ဒုပဒတူပဲဟိုမဥနဲ့လည်းမဆုံလို့အဲ့တော့လူတွေကအခုလှုပ်လှုပ်တဲ့အခါမှာမလှုပ်နဲ့မဆုံလို့ဒီအလုပ်တွေလုပ်လုပ်ပြီးရင်ဒီအလုပ်တိုင်းအကောင်းဆုံးလုပ်အကောင်းဆုံးလုပ်ပြီးရင်ကိုယ်အတွက်လည်းမဟုတ်သူ့အတွက်လည်းမဟုတ်ဘူးအဲ့ဒါအမြင့်ဆုံးဖြစ်သွားတယ်နော်အဲ့ဒီသဘောတရားလေးစဉ်းစားကြည့် အခုကလူတွေကမျှော်ပြီးလုပ်ကြတာလေတကူကူကိုမျှော်ပြီးတော့မြားတယ်မျှော်တယ်မျှော်တယ်မြားတယ်အဲ့ဒါအစင်မပြေသေးဘူးတော့တကယ်တကယ်ထိတ်တန့်အစင်မဟုတ်ဘူးထိတ်တန့်အစင်ကြတော့ခုပြောတဲ့ဟာပဲမြားကြလည်းမလို့မျှော်ကြလည်းမလို့သူလည်းသူကသူပြီးမှာပဲသူဒီကိုအစင်ပြင်ခုမှာပဲကိုရချင်းရမှာပဲအစင်မပြေခြင်းလဲကိုမသုံးရင်လဲကိုအတွက်ကအခုပြမလို့နော်ဒါ ခိုးတဲ့တီးတာလည်းမဟုတ်သူ့တဲ့တီးတာလည်းမဟုတ်ဘူးဆိုရင်အဲ့ဒါအင်မတန်အဆင်ပြေတာအဲ့တော့ဒါအင်မတန်တော့လက်ပါနေမှာပဲနော်ဒီသဘောတရားကဒီသဘောတရားကြီးကလက်ပါနေမှာမဟုတ်လို့ရှင်ငါကတော့ပြီးတာတယ်သူကငါ့ကိုအဲဒါလာပြီနောက်တော့ကကြတော့အဲသူကတော့အဲပြီးတယ်ငါကတော့ငါကလေးကြတော့မပြန်ဘူးဆိုရင်အဲ့ဒါလည်းပဲမညီမြဘူးခေါ်တာပေါ့နော်တရားမှန်နေမြတော့ညီမြကြတယ် အဲ့ဒီအကြောင်းလဲဦးဇင်းတို့တကယ်တီးကြပြောခဲ့တာသဘောတရားပြောတာနော်ဒီနံမယ်ဒီပုံကိုယ်လေးလာမထဲနဲ့ဘယ်သူမှမထဲနဲ့ဥမာကုန်တိုင်းတစ်ခုမှဈေးသွားဝယ်တယ်ဆိုကြပါစို့နော်တရားရံမြစ်ကြီးတရားပေးခဲ့ရင် ရှင်းတယ်လက်ကြီးတရားလည်းမရှိဘူးသူလည်းမနာဘူးကိုလည်းမနာဘူးပြီပြီကိုကသာကုန်ကုန်တိုင်းမှာတရားရံမြစ်ကြီးကအလစ်တုပ်လာတယ်ဘာသာမပေးခဲ့ဘူးဆိုရင်ဥပမာနင့်လာတယ်ကိုကတော့ပဲကိုကကိုတာတယ်ထင်တာကိုလည်းနင့်လာတယ်သူကဘာလို့ဆိုတော့ကိုက အကုသိုလ်ဒုစရိုက်ဖြစ်တယ်။နော်အဲ့ဒါဘယ်တော့မှကိုယ်ဘာသာကိုဒီအကြီးကဟိုဘက်ကမသိတာတော့မှကိုယ်ဘာသာကိုအာငါမတရားလုပ်ခဲ့တာမတရားဘူးလေ။သူသူ့ဟာယူရင်သူ့တိုင်းလေးပဲဒီတိုင်းလေးပဲအတိအကျနော်နိုင်ငံသားမဆိုရင်ဦးဇင်းတို့တွေ့ဘူးတယ်။ကျွမ်းအားလေးဆိုရင်ကြောင်းလေးတူမရှိဘူး။ဇာလေးရေးထားပြီးတော့အဲဒီမှာဘယ်လောက်ယူသွားဘယ်လောက်ထားခဲ့တကယ်အတိအကျလုပ်တာ အဲ့ဒီလူတွေကအဲ့ဒါသမ္မာသမ္မာဒိဋ္ဌိတို့သမ္မာသင်္ကပ္ပတို့ဆိုတဲ့သူစားမျိုးတွေနော်သူအလစ်တုတ်တာလည်းမရှိဘူးမမြတ်တာလည်းမရှိဘူးတတ်နိုင်တယ်များပေါ့သူတို့တရားသဘောတော့မသိဘူးနော်တရားသဘောမသိတော့ဒီဒိဋ္ဌိမပြုတ်တော့သံသရာတော့လည်မယ်သို့တော့သူတို့ရဲ့လောက်ရတာမြတ်တာလည်းပေါ့တယ်မြတ်တာတော့သူတို့အတွက်ကသူတို့ကတော့တဘောကတော့စိတ်ထားရှင်းရှင်းနဲ့နေလို့ရတယ်ခုပြောတဲ့အေးကိုသွားယူတာ တရားရင်ဆိုရင်တရားယူတရားပြီးခဲ့တာပဲပြီးပြီအဲ့ဒါဘာမှမစင်စားတော့စင်စားကြတဲ့အကြောင်းမရှိဘူးသူ့လည်းကိုဆွဆွဲလို့မရကိုလည်းကိုကိုကိုလည်းပြန်မဆွဆွဲတော့ဟုတ်ပြီကိုကပါတယ်ဟိုဘက်ကအဲဒီငါးချက်တန်ကိုကတရားရင်ပြီးခဲ့တယ်ဟမ်ကြရတဲ့တရားပေးခဲ့တဲ့ကိုယူလာတာငါချက်လေးရတာပေးခဲ့တာတရားဆိုတော့ကိုနာတာပေါ့နော်လောကသဘောအပြင်နာတာပေါ့အဲ့ဒါမညီမျှဘူးခေါ်တယ เนาะအဲ့ဒါတွေအများကြီးရှိတယ်အခုအဲ့ဒါကိုချိန်ရတာချိန်ရှင်းရှင်းလေးပဲဒီတိုင်းကြီးတိုင်းလေးဆိုအဲ့ဒါမြပြီမြရတဲ့တပြိုင်နဲ့အဲ့ဒီဒီနေမှုထိုင်မှုပေါ့ဆက်သွယ်မှုတွေရလွတ်လပ်တယ်ရှင်းနေတာသူကเนาะရှင်းနေတာအဲ့တော့ကိုကတရားမြတ်တောင်းလုပ်ကြည့်ဖြစ်စေမလုပ်ကြည့်ဖြစ်စေဒါက အဲပေါ်တဲ့ခါလဲပေါ်မှာမပေါ်တဲ့ခါလဲမပေါ်ခုနပြောသလိုပေါ့ခုန်တိုင်းမှာသွားတယ်ဟိုကယူလာတယ်တရားတန်းယူလာပြီးတော့အဲ90ပဲထားခဲ့တယ်90ထားခဲ့တယ်နောက်ဟိုကမတိဘူးမတိတော့မပေါ်ဘူးပေါ့မပေါ်တော့လွတ်သလိုဖြစ်တာဒါပေမဲ့ဟိုဘက်ကမတိပေမဲ့ကိုကကိုကတော့စိတ်ထဲမှာဒါငါမတရားလုပ်တာငါမမြတ်တာကိုကကိုတော့တိတယ်အဲ့ဒါဘယ်တော့မှမပြောက်တော့နောက်နောက်တစ်ခါဟိုဟိုကအဲ တရားတန်းယူပြီးတော့ငါငါငါတက်တန်းယူပြီးတရားတန်းထားခဲ့လိုက်တယ်။ဟိုဘက်ကတော့ဒီမှာမဟုတ်ဘူးဟိုဘက်ကတော့သူတိန်သွားမှာပဲ။အဲကိုကလည်းမသိဘူးကိုနာလို့နာမလည်းမသိ။အနာလို့နာမမသိတော့လေဒီတိုင်းပဲဒါနာမှာပဲသူက။သဘာဝမှာတော့နင့်နာနေမှာပဲ။ဘာနင့်နာလဲဆိုကိုဘက်ကနင့်နာတာ။ဒါပေမဲ့မသိရင်တော့ကိုကကိုနင့်နာမှာမသိဘူးပေါ့။နော်အဲ့ဒါတွေကိုချိန်ညှိကြတာ။ချိန်ညှိချိန်ညှိလိုက်တာနဲ့တူတိုင်းနဲ့ဒါအဆင်ပြေပါ အဓိကတော့ကိုပါပဲနော်ကိုကြီးမှာအဓိကပဲနောက်ဆုံးကတော့ကိုကြီးမှာဘာမှမရှိတာအကောင်းဆုံးပဲပြီးရင်ကိုဘသာကိုမြတ်တောက်အောင်နေအဲမြတ်တောက်အောင်နေသွားရင်ပြီးပြီအကိုကဟိုကိုဘကဘာမှမလိုအပ်တော့လို့ကိုကအများကြီးလောကကြီးကိုကူညီတာအဲ့တော့ဒါပြဿနာမရှိပါဘူးနော်ကိုကပို့ပြီးတော့ခုပြီးတယ်ပြောတယ်ဘာမှပြဿနာမရှိဘူးဒါကဒါက ကိုလုတ်တဲ့အလုပ်ပဲကိုကိစ္စနော်ကိုကိစ္စခုနပြောတဲ့အပင်တီးသလိုပေါ့အပင်ဟာအလုံးတရာတီးတီးတထောင်တီးတီးခူးခူးမခူးခူးခူးတီးဒါသဘာဝပဲဒါကတော့ပြဿနာမရှိဘူးဒီမှာမြေော်တာလည်းမရှိမရတာလည်းမရှိတဲ့အတွက်လွတ်လပ်မှုဖြစ်နေတဲ့အတွက်ကြောင့်ခုနပြောတဲ့ဒီလောကရဲ့ဓမ္မချက်ရာဒီညီမြခြင်းဆိုတဲ့ဟာနဲ့အဲ့ဒါနဲ့သွားကြည့်လို့မရတော့ နော်ဒီအခုပြောတဲ့အချင်းကတော့ဒါမနမြင့်တဲ့အချင်းပေါ့လေဒါလေးတော့ကြာဘူးတယ်ရှိအောင်ထားပေါ့နောက်မှဒါဟာဘာဆိုတာကိုနောက်မှပြန်ပြီးတော့ရှင်းပြလို့ရမယ်နော်ခုနေပြောရင်တော့ဒါဒီဟာကိုကိုကြာဘူးတာပဲရှိမယ်လက်လန်းမိအောင်မလုံးနိုင်သေးဘူးကျန်တဲ့ကျန်တဲ့အချင်းတွေကမမိသေးတဲ့ခါကျတော့ခုပြောတဲ့အချင်းမျိုးရောက်အောင်တော့မထားနိုင်ကြသေးဘူးခုနပြောတဲ့ဘဲဥတယ်လို့မဥနိုင်ရသေးဘူး တော့တခုခုလောက်ရင်ငါလုတ်တယ်ဆိုတာပဲရှိနေသေးတယ်အဲ့တော့သူတွေငါတွေနဲ့ဆက်ဆက်နေသေးတယ်ဆက်ဆက်နေပြီမဲ့ဒီမှာအကောင်းဆုံးအမှန်ဆုံးညီမျှဆုံးဖြစ်အောင်ကြိုးစားကြရမယ်ဆိုတဲ့သဘောအဲ့ဒါလည်းသူများဘက်ကမကြည့်ရဘူးနော်သူများဘက်ကတိချင်လည်းတိမယ်တိချင်မှလည်းတိမယ်ကိုယ့်ဘက်ကဒါကိုကကြည့်သွားဒီကကနော်ကိုကိုအတ္တကြီးအတ္တနောနာတော်ဆိုတာကိုယ့်အတွက်ပဲကိုကြည့်ကိုယ့်အတွက်ကိုကြည့်တယ်ဆိုတာကိုက ိုတွက်ကိုကြည့်တယ်ဆိုတာလူတိုင်းကလည်းကြည့်နေကြတာဆိုကြပါစို့မနဲ့မိုးလင်းလာတယ်အလားပြင်သူများမျက်နှာသွားပြင်တာမဟုတ်ကိုမျက်နှာကိုပြင်တာဒါအရှင်းဆုံးပဲသူများမျက်နှာလည်းပြင်ပေးစရာကြောင်းမရှိသူကသူပြင်မှာပဲအဲဒါကိုမျက်နှာကိုလလပပလေးပြင်တယ်ဆိုတာလည်းပဲဒီမျက်နှာကိုကြည့်တာမဟုတ်ဘူးသူများကြည့်တာသူများကြည့်တယ်ဆိုတော့ဩဒါအင်းကိုကလလပပလေးမုံမွေးတဲ့ရင်လေးပြင်တယ်သူများအတွက်ကိုအတွက်လည်းပါတယ် ပြောလို့ရင်ရပါလေဆိုတော့ကို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 ကြည့်ပြီးလှုပ်လိုက်တာဟာဒီဟာကိုကသူများကိုပြတာသူများကကုသိုလ်ကောင်းမှုလုပ်တယ်ဆိုရင်ကိုအတွက်ကိုကကုသိုလ်ကောင်းမှုလုပ်တယ်ကိုကိုကိုကောင်းလုပ်တယ်မှာဒါသူများအတွက်ပါပြီးသားပဲနော်ခုပြောတယ်အလားပြင်းတယ်ပြင်တာကကိုဖတာကိုပြင်တာနော်ကိုစိတ်ချမ်းသာလို့ကိုကငါငါလက်လက်ပတ်ပတ်လေးနေမယ်กว่าဆိုတာကိုအတွက်ကိုပြင်တာသို့တော်လည်းပဲကိုမျက်နှာသူများမြင်ရတော့ အလူများအတွက်လည်းကောင်းသွားတာပဲ။ဒါကြောင့်ဘုရားပြောတဲ့အတိုက်အနှွန်းတာတော့မင်းတို့ကိုယ့်ဟာကိုယ်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 ကကိုကြည့်။ကိုယ်ကိုယ်ကိုကြည့်လို့ကိုယ့်ဘာသာကိုအဆင်ပြေရင်သူများလည်းအဆင်ပြေတာ။အဲဒါပေမဲ့လောကမှာတစ်ဖက်ကစိတ်စိတ်ကညံ့ရင်ညံ့သွေးမမိတာတို့နော်မကောင်းတဲ့စိတ်ထားများနေတာလို့ဆိုရင်ကိုယ်ကလက်လက်ပတ်ပတ်ပြင်ထားပေမဲ့လည်းသူကအိလက်ပတ်ခံစားနိုင်မှာမဟုတ်ဘူး မနာလိုတာတွေဝန်တိုတာတွေမကျေနပ်တာတွေစူတာတွေစောင့်တာတွေမေးငေါ်တာတွေရွက်တာတွေဖြစ်မှာပဲဒါကကိုယ်နဲ့မဆိုင်နော်အတ္တယတနနာတော့ကိုယ်ဘာသာကိုလှလှပပါလီပြင်နော်ဦးဇင်းတို့ဒါကိုရေကဘသူပဲဖြစ်ဖြစ်သူများတော့မျှားတာမဟုတ်နော်ကိုယ်ဘာသာကိုစိတ်ချမ်းသာအောင်ပြင်ခိုင်းတာမွေမွေတိုင်တိုင်လေးနဲ့လှလှပပါလီနဲ့ကောင်းကောင်းမွန်မွန်လေးဖို့တတ်နိုင်ရင်လို့ဘာမှမတားဘူးတာနော်ဒါကအမှားမဟုတ်ဘူးဒါမမှားဘူးတာ ဘာဖြစ်လို့လဲဆိုတော့ဒီပဏ္ဏစောနေတာနဲ့စုပ်ပြတ်တတ်နေတာနဲ့ဒီလာလာဘဘာနော်လူလောကမှာသတ်မှတ်ထားတဲ့ဒီလိုမြင်ရတွေ့ရနော်သာရတောက်တတ်နေတာထိုင်တာမြင်ရတွေ့ရဒါအကောင်းလေဘုရားကဒီအတွက်ကိုကုသိုလ်ဟောခဲ့တာကောင်းတဲ့လေးတွေဖြစ်ဖို့ကုသိုလ်ဟောခဲ့တာကုသိုလ်ဖြစ်တော့မှကောင်းတဲ့ဘဝလေးတွေဖြစ်ကြမှာကောင်းတဲ့ဘဝဖြစ်တော့ကောင်းကောင်းမွန်မွန်မြင်ရတာပေါ့ကုသိုလ်ဘုရားပိတ်ခဲ့တာမဟုတ်ဘူးနော်အဲလိုမှမဟုတ်ရင် အာမမပြုတ်မပြင်းပဲနဲ့အာညတိညပါစုပ်ပြဆိုတရိထန်နေလို့အယူတွေလို့ဖြစ်မှာ။အဲဒီချိုကြတော့မသိအောင်ဟိုဖရာလို့လို့တရားလို့လို့နဲ့ဒါလို့လို့ရင်လောဘဖြစ်တယ်ဒေါသဖြစ်တယ်အဲလိုဖြစ်တယ်မဟုတ်ဘူးသူကရှင်းရှင်းလေးကုသိုလ်ကအကောင်းဆုံးကုသိုလ်ကဟိုသူများဖို့မြားတဲ့အနေနဲ့မျော်တဲ့အနေနဲ့ပြင်ခိုင်းတာမဟုတ်ဘူးကိုဟာတာကိုသူများမြင်ရင်စိတ်အေးချမ်းအောင်လပ်ပအောင်ကြည်ကောင်းအောင်စိတ်ချမ်းသာအောင် အဲ့လိုပြင်ရမယ်ပြောရမယ်နေရမယ်အဲ့ဒါကုသိုလ်တွေကြီးပဲအဲ့တော့ရှင်းနေပြီလေဒါလှုပ်လို့ရတယ်လှုပ်ကောင်းတယ်နော်လှုပ်နိုင်တယ်လှုပ်နိုင်တယ်အဲ့ဒီလိုလေးနေရမှာအာတခါတည်းလူကလူဖြစ်ပြီးတော့လူလို့မပေါ့ဘူးတရိษံလိုပဲအာတဲ့ညစ်ပတ်စုပ်ပြတ်ပြေးရင်နေဒါအဆင်မပြေဘူးလေအဆင်မပြေဘူးဆိုတာဒါအကုသိုလ်ကိုပြောတာနော်အဲ့တော့ ကိုတတ်နိုင်တဲ့အပိုင်းကပြင်လုံးတော့ဖင်ချုံးဆိုသလိုအဲ့လိုလောက်ခိုင်းတာမဟုတ်ကိုတတ်နိုင်တဲ့အပိုင်းကတတ်နိုင်တဲ့အပိုင်းကတတ်တန်းချင်းချင်းတတ်တရလလပါပါနေကြပြောကြစားကြသွားကြအဲ့ဒါအဆင်ပြေတယ်နော်အဲ့ဒါဘာမှတားစရာအကြောင်းမရှိဘူးအဲ့တော့အဲ့လိုကိုတွဲကိုကြည့်ကို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 ကောင်းပြင်လိုက်တဲ့အတွက်ကိုမြင်ရတဲ့လူတိုင်းကရှင်းတတ်တာပေါ့ရှင်းတတ်တာ နပြောတဲ့စိတ်ကောင်းနေမရှိဘူးအတိညာသိတုံးနေတူပါတာမနာလိုစိတ်တို့ဝန်တို့စိတ်တို့မဲ့ရွယ်တာတို့ဖြစ်ကြမှာသာမန်အားဖြင့်ဆိုရင်ရုပ်ရည်လေးကြီးကြီးလင်းလင်းလတ်လတ်ဘောဘောတန်းတန်းရှင်းရှင်းမွေးမွေးကြကြအကုန်လက်ခံတယ်နော်ဟိုဒါသက္ကာယဆိုရင်ဒီလူမှန်ရင်လက်ခံတာပဲအဲတိရိစ္ဆာန်သိပေါ့ရင်တော့လက်မခံဘူးပေါ့နော်တိရိစ္ဆာန်ဘာမှမသိဘူး ဘာမှမသိတဲ့အတွက်ကြောင့်အကောင်းမှမသိဆုံးမှမသိတော့အကောင်းမြင်လဲသူတို့ကလက်ခံချင်မှလက်ခံမှာပေါ့အဲဒါလောကသဘောရဒီကုသိုလ်ကတုံးရတယ်လောကုတ္တရာမှာတော့ဒီကုသိုလ်ကလည်းပဲမရှိတော့ပါဘူးနော်လောကုတ္တရာမှာကျတော့လွမြောက်ခြင်းဆိုတာကျတော့ဒါနောက်တက္ကန္တပေါ့လေဒီပြောတဲ့အထက်မှာတော့ပါပါတယ်ပါပြီမဲ့အခုပြောတဲ့ဒီနေ့ပြောခြင်းတဲ့ကိစ္စက တစ်ဖြောင်းနေဆိုတာကသူများတော့သွားမကြည့်ပါနဲ့ကိုရှိမှတခုခုကြွယ်နေတစ်ဖြောင်းနေကဘလို့မှမဖြစ်ဘူးเนาะဒါကြောင့်မလို့เนาะဒါကြောင့်မလို့ဒီတရားသဘောမှာရှိမှအမြင်ရှင်းတော့မှတစ်ဖြောင်းနေကြမှာအဲ့တော့အမြင်ရှင်းဖို့ကလည်းကိုရှိမှဘာမှမရှိမှရှင်းမှာအဲ့တော့ကိုရှိမှဘာမှမရှိဆိုတာလည်းပဲကို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 ကြည့်မှပဲကိုရှိမှဘာမှမရှိမှာ အဲတခုခုကိုသွားကြည့်နေတော့ကိုရှိမှတခုခုကပိတ်နေမှာပဲနောက်နောက်တခါတရားမှန်သမျှကတပြောင်းနေကြပါတယ်တရားမှန်သမျှညီညွတ်ကြတယ်မညီညွတ်တဲ့တရားပဲတော့မှမရှိအဲတော့ညီညွတ်မြတ်တဲ့အတွက်တရားမှန်သမျှလည်းတပြောင်းနေပဲဒါကြောင့်ဒီယောသားဘုဖြောင်းမဖို့ကိစ္စကိုဘုရားကအရေးကြီးတဲ့အတွက်ကြောင့် နှစ်ခါတိတိနော်စကလုံးနှစ်ခုနဲ့ထပ်ပြီးပြောခဲ့တယ်။ဥစုဖြောင်းရမယ်၊သူဟုစုလုံးဝဖြောင်းရမယ်ဆိုတာ။အဲ့ဒါကိုခွဲတဲ့အခါစာပေမှာခွဲတာတော့ဥစုဆိုတာအပြောနဲ့အလုံးနဲ့တစ်ဖြောင်းနဲ့ကြာဖို့။သူဟုစုဆိုတာတော့အတွေးရောစိတ်ရောအပြောအလုံးရောတစ်ဖြောင်းနဲ့ကြာဖို့။နော်အဲ့ဒါလေးအဲနှစ်ခုခွဲပြောတာ။ဒါပေမဲ့ အရေးကြီးတဲ့အတွက်ကြောင့်ဒါကိုဖြောင်းမှတ်ဖို့အတွက်ကို တဖြောင်းနဲ့ဖြစ်ဖို့အတွက်ကိုဒီလိုသကလုံးနှလုံးနဲ့သုံးရတာလုံးဝဆိုတဲ့သကလုံးတော့ပဲနော်ချွင်းချက်မရှိခေါ်တာပေါ့ဖြောင်းဝမဲလုံးဝကိုဖြောင်းမှတ်အမယ်ဆိုတဲ့သဘောမျိုးနော်အဲ့လုံးဝဆိုတဲ့သကလုံးလေးနောက်ကနေပြီးတော့ချွင်းချက်မရှိအဲ့ဒီလိုသတိပေးတဲ့အနေနဲ့ 以漂沫布做布的漂白。